ားနိုင်ခွင်ထွက်မှာပါလူစုနေတာတယောက်ကြံလို့စောက်ဝင်တယ်ဒီနေ့ကစောင်းကတော့ကားတိုင်းနဲ့ပူပြီးပြေးနေပါတယ်အဲဒါကြောင့်လူတွေထွေးထွေးနဲ့ကျွန်တော်ထွက်လာခဲ့ကြတော့ဖြစ်ပါတယ်ကျွန်တော်တို့ဒီနေ့သွားမဲ့ခီးစဉ်ကတော့နမ်ကမ်းမွေးတိုက်ကနေတစ်ဆက်တုံကူတော်ဘုရား မာသူတော်ဖရာလူသူတော်ဖရာနဲ့ဇာဘူတော်ချီတော်ရာတို့ကိုပဲတော့မှာဖြစ်ပါတယ်ဒီတစ်ခေါက်မှာတော့73ရောက်ပါပါတယ်ကျွန်တော်တို့အခုသွားတဲ့ဖရာကတော့နှခမ်းမွေးတိုက်ရဲ့ရှေးဟောင်းတမိုင်းဝင်ဖရာတဆူပဲဖြစ်ပါတယ် နေရာလေးကတော့ကန်းဒီရဲ့ view point ဖြစ်ပါတယ်ကန်းဒီရဲ့ view point ကတော့တောင်ကုန်းမြေလေးဖြစ်ပြီးအတော်လှပပါတယ်ဒီနေရာကတော့ငါးစုတော်ဘုရားဆောင်းနန်းအတက်ပဲဖြစ်ပါတယ်ညာကတော့ငါးစုတော်ဘုရားပဲဖြစ်ပါတယ်ကျွန်တော်တို့အမှန်မှန်နေတာကငါးစုတော်ဘုရားဆိုတော့ငါးစုတော်ပဲချမ်းမှာမဟုတ်ပဲ အမြန်လန်းရဲ့အရှိပဲချမ်းမှာတည်ရှိတာဖြစ်ပါတယ်ဒါကတော့သုံးစုတော်ဘုရားပဲဖြစ်ပါတယ်ကျွန်တော်ဆက်သွားတဲ့နေရာကတော့ စာဘူးတော့ကြည့်ပါလေပါလေ7မိုင်တစ်ပါလုံးကဝင်လို့ရတယ်လို့7မိုင်တစ်ပါလုံးကဝင်လို့ရပါတယ်လမ်းလည်းကောင်းပါတယ်ဘုရားဘုရားတွေလည်းတွေ့ရပါတယ်မိတ်ဆွေတို့ရောက်ရင်ဒီသားထွက်ကုန်ရောင်းတဲ့အဆိုင်ကလေးတွေမှာလည်းဝင်ရောက်ပြီးတော့အားပေးကြပါလို့မြင်တယ်ကောင်းပါတယ်ဒီနောက်မျိုးတွေလည်းတင်ပါတယ် ီကတော့ပိတ်ရက်ဖြစ်တဲ့အတွက်ကြောင့်ဘုရားဘူးတွေနဲ့စီကားနေတာကိုလည်းတွေ့ရပါတယ်ကျွန်တော်ဆက်သွားတဲ့နေရာကတော့တဇူတော်မင်းဖြစ်ပါတယ် မြန်လန်းရဲ့10မိုင်9ပါလုံးမှာတည်ရှိပါတယ်။မနေ့တုန်းကကျွန်တော်တို့လာတော့ကတလောက်စီစီကားကားနဲ့တတ်တတ်ရဲရဲမရှိပေမဲ့အခုကတော့အများကြီးပြောင်းလဲပြုပြင်လာတာဒီကိုလည်းတွေ့ရပါတယ်။ခရရဲ့ဂုံးတော်ဘောကနေလှမ်းကြည့်လေးဘက်လေးလံအတော်တရားလာကိုတွေ့ရပါတယ်။ ပြန်ခီးကိုတော့အမြန်လန်းရဲ့ဘေးလန်းကိုတုံးချပြီးတော့ပြန်ခေကြပါဒီညလေးကတော့ကလီတော်ချောင်းမဲဖြစ်ပါတယ်ကျွန်တော်ပြန်လန်းကိုတော့ငမွေးရေးဆယ်မြောင်းကနေတဆင့်ကန်းကုန်ကျွန်းကိုလန်းကိုဖြတ်ပြီးတော့ ြန်ခဲ့ကြတာဖြစ်ပါတယ်